ငလျင်ကြောင့်အင်းအောမျိုးအောင်နဲ့ထပ်ပေါ်လာတဲ့ရေနန်းဆောင်အားဆက်လက်တူဖော်နေကြောင်းရှေးရောင်းသူတည်သနာနဲ့မြို့သားပြားတိုင်းဦးစီးဌာနကထုတ်ပြန်ပါတယ်။လူမှုကွန်ရက်တွင်ပြန့်နှံ့နေသောယတနာပူရအင်းအောမျိုးတော်ဟောင်းရှိတရကင်းလေကားနှင့်ရေနန်းတော်အားတွေ့ရှိမှုအခြေအနေနှင့်ပတ်သက်၍ဦးစီးဌာနကထုတ်ပြန်လာခြင်းဖြစ်ပါတယ်။ငလျင်ကြောင့်ရှေးရောင်းယဉ်ကျေးမှုလက်ရာများထပ်ပေါ်လာတဲ့နေရာမှာမန္တလေးတိုင်းဒေသကြီးတတဦးမြို့နယ်ယတနာပူရအင်းအောမျိုးဟောင်းတွင်ဖြစ်ပါတယ်။၂၀၀၉ခုနှစ်ကလေဒေသခံများအုပ်ဖုတ်လုပ်ငန်းဆောင်ရွက်ရာမှာတရကင်းလေကားများကိုတွေ့ရှိခဲ့တာကြောင့် ရှေးရောင်သူတည်တနာနှင့်မြို့သားပြားတိုင်းဦးစီးဌာနကထိမ့်သိမ်းထားရှိခဲ့ပြီးမလာ28ရက်တွင်လှုပ်ခဲ့သောပြင်းထန်ကြီးမားတဲ့ငလျင်ကြီးကြောင့်ရခင်တွေးရှိထားတဲ့လှေကားကုန်နှင့်ဆက်ဆက်လျက်ရှိတဲ့ပြင်ကျဲမှုမွေနေများကိုအကွဲကြောင်းများကြားကထပ်မံတွေးရှိလာခြင်းဖြစ်တယ်လို့ဦးစီးဌာနကထုတ်ပြန်ထားပါတယ်ရင်ကြောင်ဧပြီလ6ရက်တွင်မန္တလေးဌာနခွဲကစမ်းသက်တူးဖို့ခဲ့ရာအရှိတ်ဘက်တရကင်းလေကားဤတရကင်းပုံမြောက်ဘက်လက်တံနှင့်စင်ကအုပ်ခုံတို့ကိုတူးဖို့တွေးရှိခဲ့ပြီးပနတ်အုပ်ခုံလျားဆယ်ပေ6လက်မှာ အနက်၃ပေ၈လက်မနဲ့အုတ်ခံတောင်ကျို၂ပေ၆လက်မအုတ်ခုံမလေကားအထွန်းခိုနန်းကျို၁၈လက်မလက်ယုံတောင်ကျို၈လက်မခိုနန်းကျို့မှတရကင်းအစုံ၁၁ပေ၄လက်မတို့ကို2ဖို့တွေးရှိထားပြီးဆက်လက်2ဖို့သူတည်တနာပြုလုပ်လျက်ရှိပါတယ်လက်တလောစန်းသက်2ဖို့တွေးရှိချက်အရပရဘိုက်ပုံဆွဲများကိုတွေးရှိရတဲ့ရေနန်းတော်ကဲ့သို့အဆောက်အအုံများစွာပါဝင်တဲ့ကြီးမားသောအဆောက်အအုံမျိုးမဟုတ်နိုင်ကြောင်းနဲ့ အလျားပေနေရာမှပေနေရာ90နဲ့အနံပေနေရာကန့်တက်သားတိုင်များဖြင့်တရက်ကင်းလေကားခုံကိုတွဲဆက်တိဆောက်ထားသောအဆောက်မျိုးဖြစ်နိုင်ကြောင်းအနည်းဆက်ဆုံးတိုင်းရှင်ရာတွင်အင်းဝဘားကရတက်သားကြောင်မန်လီမျိုးရှိရွှေနန်းတော်ကြောင်းများကဲ့သို့တရက်ကင်းလေကား၈ခုမှ10ခုအထက်ပါရှိနိုင်သောအဆောက်မျိုးဖြစ်နိုင်ကြောင်းရှင်းမြမမင်းများအသုံးပြုခဲ့တဲ့ရေနှင်းသက်ဆိုင်သောပွဲလန်းသမင်အခမ်းအနားများကျင်းပသည်ကိုကြည့်ရှုရာတွင်အသုံးပြုတဲ့အဆောက်မျိုးပိုရဖြစ်နိုင်ကြောင်း ရေနန်းတော်ထက်ရေနန်းဆောင်ဥသာ၃သိန်းကျော်အချို့အပြင်ပရပိုက်တွင်ပါရှိတဲ့ရေနန်းတော်ကဲ့သို့ကြီးကျယ်တဲ့အဆောင်ခန်းများပါဝင်တဲ့အဆောင်မျိုးမဖြစ်နိုင်ကြောင်းကိုကနဦးလေးလာတွေးရှိချက်များအရရှေးအောင်သူသေသနာနှင့်မြို့သားပြတိုင်းဦးစီးဌာနကသုံးသပ်ထားပါသည်ငလင်ကြီးကြောင့်ထပ်ပေါ်လာတဲ့အင်ဝါခင်းရှင်ကျေးမှုအဆောက်အုံမွေနှစ်ကိုစနစ်တကျဖော်ထုတ်ထိန်ထိန်သွားပြီးအများပြည်သူလေးလာနိုင်ရန်အတွက်စီမံဆောင်ရွက်သွားမယ်လို့ဦးစီးဌာနကထုတ်ပြန်ပါတယ်။